အလင်းလိုင်းကွန်ရက်ကနေကြိုဆိုပါရယ်ဒီကနေ့ဖတ်ပြပေးမှာကတော့ဗမာပြည်ကွန်မြူနတီပါတီဗဟိုစည်းဝေးကော်မတီအားပေါ်ပြည်သူအာဏာကြမ်းတဲ့အမှတ်31 2009ခုနှစ်ဩဂုတ်လတုန်းမှာဖော်ပြပါရှိတဲ့ဒီမိုကရေစီဗဟိုချုပ်ကိုင်မှုဆိုတဲ့ဆောင်းပါးဖြစ်ပါတယ် ီမိုကရေစီဗဟိုချုပ်ကင်မှု ပါတီဝင်များသို့တိုက်ရိုက်တင်ပြချက်ပါတီရဲ့အသက်290ပြည့်ခဲ့ပြီဗမာပြည်နိုင်ငံရေးလောကမှာဒီလိုတက်တန်းရှိတဲ့နိုင်ငံရေးပါတီမျိုး မရှိခဲ့ဘူးဘူးပါတီဟာ၃နှစ်နီးပါးပဲတရားဝင်ပါတီဖြစ်နေဥပဒေအတွင်းမှာနေခဲ့ရဘူးတယ်69နှစ်ကတော့ လက်နက်ကင်တိုက်ပွဲ AS တိုက်နေရတဲ့ပါတီဘဝနဲ့မြေအောက် UG ပါတီဘဝနဲ့ပဲယက်တည်ခဲ့ရတာဖြစ်တယ်။ဒီလိုယက်တည်နိုင်တာဟာပါတီမှာတိကျတဲ့လုပ်ငန်းစဉ်ရှိလို့တိကျတဲ့စီမင်းဥပဒေရှိလို့ပဲဖြစ်တယ်။ဗမာပြည်ကွန်မြူနတီပါတီဟာဗမာပြည်မှာပေါ်ပေါက်လာခဲ့တဲ့နိုင်ငံရေးပါတီ အမြောက်များတဲ့ကနိုင်ငံရေးပါတီတစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့ထူးခြားချက်ကတော့ ပစ္စည်းမဲ့လူဒန်းစားရဲ့တပ်ဦးအခန်းကပါတဲ့နိုင်ငံရေးပါတီတစ်ခုဖြစ်တာရဲ့မတ်စ်ပွာရလီနီဝါရမော်စီဒုံတွေးခေါ်ကိုလမ်းညွန်သဘောတရားအဖြစ်ခံယူကဗမာပြည်လက်တွေမှာအကောင့်ထဲပေါ်တာရဲ့အဲ့ဒီအကောင့်ထဲပေါ်မှုရအထွေထွေလုပ်ငန်းစဉ်ကိုချမှတ်နိုင်တာရဲ့ပါတီအဆောက်အုံကိုအခိုင်အမာဖွဲ့စည်းတည်ဆောက်ပြီးလုပ်ငန်းလေပတ်လှုပ်ရှားစေနိုင်တဲ့ဖွဲ့စည်းအုပ်ချုပ်ပုံကိုချမှတ်နိုင်တာရဲ့ လိုအပ်တဲ့ policy အရရက်ကိုအခြေအနေနဲ့အညီချမှတ်နိုင်တာရယ်စတာတွေပဲဖြစ်ပါတယ်ဒီလိုထူးခြားတဲ့နိုင်ငံရေးပါတီဖြစ်တာကြောင့်ဗမာပြည်နိုင်ငံရေးလောကကမ္ဘာနိုင်ငံရေးလောကမှာခီးကြံအမျိုးမျိုးမုံတိုင်းအဖုံဖုံအခက်အခဲအတွေ့အတွေ့ကိုရင်ဆိုင်တွေ့ကြုံခံစားကြော်ဖြတ်ခီးနေနိုင်တာပဲဖြစ်ပါတယ်ဒီကမ္ဘာနိုင်ငံရေးလောကဗမာနိုင်ငံရေးလောက ပင်လယ်ကြီးထဲမှာ ကူးခတ်ရင်း နစ်မြုပ်ပြောက်ွယ်သွားတဲ့နိုင်ငံရေးပါတီအများပြားဗမာပြည်မှာရှိပါတယ်။တချို့တရင်ကပဲပေါ်ပြီးပြောက်ွယ်သွားပါတယ်။တချို့နိုင်ငံရေးပါတီဖြစ်ရာကနေနှစ်ဆယ်ချို့မှာပဲပြောက်ွယ်သွားခဲ့ပါတယ်။ဒါပေမဲ့ဗမာပြည်ကွန်မြူနတီပါတီဟာစတင်ထူထောင်တဲ့1939ခုနှစ်ဩဂုတ်လ15ရက်နေ့ကစပြီးဒီနေ့အထိအာနာယပါတီဖြစ်တခါမှယက်တီလှုပ်ရှားခွင့်မရှိပေမဲ့ နိုင်ငံရေးလောကထဲမှာအရေးပါတဲ့အခန်းကဏ္ဍကနေယနေ့အထိပါဝင်နေနိုင်ပါတယ်။အနာဂတ်ကိုယုံကြည်မှုအပြည့်နဲ့ခီးနှင်နေစေဖြစ်ပါတယ်။ဒါပေမဲ့ဗမာပြည်ကွန်မြူနစ်ပါတီဟာငြိမ်းချမ်းသာယာပြီးခြေမွေးမိမလောင်လက်မွေးမိမလောင်တဲ့အခြေအနေနဲ့ဖွင့်ထွားရှင်သန်ခဲ့ရတာမဟုတ်ပါ။ပြင်းထန်ကြမ်းတမ်းလာတဲ့တိုက်ပွဲအတွေ့အကြုံကိုဆင်နွှဲရင်းရှင်သန်လာရတဲ့ပါတီဖြစ်ပါတယ်။တေလူမျိုးပါအခြေအနေမျိုးနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ဆုံရှုံမှုအမျိုးမျိုး ထိခိုက်နစ်နာမှုအတွေ့အကြုံလည်းကြုံတွေ့ခဲ့ရတဲ့ပါတီဖြစ်ပါတယ်။ဒါပေမဲ့ဗမာပြည်ကွန်မြူနစ်ပါတီဟာပျောက်ပြက်မသွားခဲ့ပါ။အကြောင်းကတော့ပါတီမှာပြည်သူလူထုအကျိုးစီးပွားကလွဲပြီးပါတီရဲ့တည်ကြားအကျိုးစီးပွားဘာမှမရှိဘူးလို့ယုံကြည်တဲ့ပါတီဝင်တွေပြည်သူလူထုသာသမိုင်းဖန်တီးသူဖြစ်တယ်လို့ပြည်သူကိုအကျွမ်းမဲ့ယုံကြည်တဲ့ပါတီဝင်တွေနဲ့ဖွဲ့စည်းထားတဲ့ပါတီဖြစ်လို့ပဲ။ ဒီလိုပါတီဝင်တွေက မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်လက်ဆင့်ကမ်းတာကြောင့်ပါတီဟာအမြဲတမ်းလမ်းဆန်းတက်ကြွနေတာဖြစ်ပါတယ်။ပါတီဟာနေနာ ဆုံးရှုံးမှုကြီးတွေနဲ့ရင်ဆိုင်ရပြီး အင်အားသေးကြုံသွားသည်ဖြစ်စေတေလူမျိုးပါအခြေအနေမှာဖြစ်စေအောင်မွေးတွေနဲ့အင်အားကြီးထွားနေတဲ့အခြေအနေမှာဖြစ်စေသူ့ရဲ့လမ်းဆန်းတက်ကြွတဲ့ပါတီတွင်ဘဝကို ထိမ့်သိမ့်နိုင်ပါတယ်။ပါတီမှာ ဘယ်အခြေအနေမှမဆိုရန်သူနဲ့ရင်ဆိုင်ရတဲ့တိုက်ပွဲနဲ့ပါတီတွင်းတိုက်ပွဲဆိုတဲ့တိုက်ပွဲတွေနဲ့မပြတ်ကြုံတွေ့ရပါတယ်ဒီလိုတိုက်ပွဲတွေဟာလူဒန်းစားကွဲပြားမှုရှိနေတဲ့လူအဖွဲ့အစည်းလူဒန်းစားတိုက်ပွဲရှိနေတဲ့လူအဖွဲ့အစည်းမှာမလွဲမသွေရင်ဆိုင်ရတဲ့တိုက်ပွဲပဲဖြစ်ပါတယ်ရန်သူလူဒန်းစားနဲ့ရင်ဆိုင်ရတဲ့တိုက်ပွဲမှာကတော့ရန်ငါစီချပြီတိုက်ရတဲ့တိုက်ပွဲဖြစ်ပြီးပါတီတွင်းတိုက်ပွဲကတော့ပါတီဖွဲ့စည်းပုံစည်းမျဉ်းပါ စီမင်းစည်းကမ်းသဘောထားတွေအရတိုက်ပွဲဆင်ရတာဖြစ်ပါတယ်။တခွန်းနဲ့ပြောရရင် ပါတီတွင်းတိုက်ပွဲဟာ ပါတီရဲ့ဒီမိုကရေစီနဲ့ဗဟိုချုပ်ကံမှုဆိုတဲ့မူကိုမြဲမြဲဆုပ်ကင်ပြီးတိုက်ပွဲဆင်ရတာဖြစ်ပါတယ်။အဲ့ဒါမှပါတီတွင်းလန်းဆန်းတက်ကြွတဲ့ဘဝကိုရရှိနိုင်မှာဖြစ်ပါတယ်။ပါတီတွင်းတိုက်ပွဲကိုမှန်နှမ်းကြအောင်မစင်တွင်းနိုင်တဲ့အခါမှာပါတီနစ်နာဆုံးရှုံးမှုကြီးမားတတ်တာတေလူမျိုးပါဘဝအထိရောက်သွားတာ ကြုံတွေ့ရပါတယ်။ပါတီတွင်တိုက်ပွဲကိုမှန်တမ်းကြအောင်မစင်နှဲနိုင်တဲ့အခါလူတို့ကပါတီပေါ်စိတ်ပြတ်သွားတတ်ပါတယ်။ဒီလိုအခြေအနေမျိုးမှာရန်သူရဲ့ပြင်းထန်တဲ့ထိုးနှက်ချက်ကိုမတုံ့ပြန်နိုင်တာပဲဖြစ်ဖြစ်ရန်သူကိုပြင်းပြင်းထန်ထန်ထိုးနှက်ဖို့အခွင့်အလမ်းလက်လွတ်သွားတာမျိုးပဲဖြစ်ဖြစ်စတဲ့အခြေအနေမျိုးတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာပါတီဟာနစ်နာဆုံးရှုံးမှုကြီးမားတတ်ပါတယ်။ဒီဖြစ်ပျက်မျိုး ပါတီဟာ အများပြားကြုံရပူတယ်။တိတာထင်ရှားပြီးအလွန်ကြီးမားတဲ့နစ်နာဆုံးရှုံးမှုကိုပြောရင်တော့1946ခုနှစ်မှာပါတီကွဲတာ1969ခုနှစ်မှာပါတီတွင်တော်လှန်ရေးဆိုပြီးလုပ်တာ1989ပုံကံမှုဖြစ်တာတွေဟာအတိတာထင်ရှားဆုံးပါပဲ။ဒီလိုကြီးမားတဲ့နာကျင်မှုတွေနဲ့မှရရှိတဲ့သင်ကန်းစာကိုလက်ရှိပါတီဝင်တွေဟာတံပိုးထားတတ်ရမှာဖြစ်ပါတယ်။အဲ့ဒါကတော့ ပါတီရဲ့ဒီမိုကရေစီဗဟိုချုပ်ကံမှုအောက်မှာလမ်းစမ်းတက်ကြွတဲ့ပါတီတွင်ဘဝကိုဖန်တီးကြဖို့ပဲဖြစ်ပါတယ်။ပါတီတွင်တိုက်ပွဲကိုဒီမိုကရေစီဗဟိုချုပ်ကံမှုအရယုံကြည်မှုအပြည့်အဝနဲ့တိုက်ပွဲဆင်ရင်တကယ်တမ်းလမ်းစမ်းတက်ကြွတဲ့ပါတီတွင်ဘဝကိုရရှိမှာမလွဲပါ။ဒီလိုလမ်းစမ်းတက်ကြွတဲ့ပါတီဝင်ဟာကေတာဖြစ်စေကေတာမဟုတ်သူဖြစ်စေ ပါတီရဲ့ပေးအပ်တဲ့တာဝန်ကိုဥလဲမတုံထမ်းဖို့အသက်အမြဲရှိတယ် ပါတီအလုပ်ကိုလည်းအမြဲလုပ်လို့ရှိတယ်။ပါတီအတွက်အသက်ဆုံးမှုလည်းအသင့်ရှိတတ်ပါတယ်။အဲ့ဒီလိုပါတီတွင်တိုက်ပွဲကိုမှန်တမ်းကြအောင် လုပ်တတ်ကြင်တတ်ရင်ပါတီတွင်စည်းလုံးညွညွရေးကိုတိဆောက်ပြီးသားဖြစ်သွားမှာဖြစ်ပြီးပွင့်လင်းတဲ့ရိုးသားတဲ့တက်ကြွတဲ့စာနာထောက်ထားတဲ့ရင်းနှီးတဲ့ချစ်ခင်လေးစားတဲ့ရဲဘော်စိတ်ဓာတ်ကိုမလွဲမသွေရရှိကြမှာဖြစ်ပါတယ်။ပါတီတွင်တိုက်ပွဲကိုမှန်တမ်းကြအောင်လုပ်တတ်ဖို့ ဒီမိုကရေစီဗဟိုချုပ်ကံမှုကိုနားလည်ဖို့ရဲဘော်စိတ်သက်မွေးဖို့ဆိုရင် ပါတီဆိုတာဘာလဲဆိုတာကစပြီးရှင်းရှင်းလင်းလင်းသဘောပေါက်အောင်လုပ်ရမှာဖြစ်ပါတယ်ဗမာပြည်ကွန်မြူနတီပါတီဟာဗမာပြည်ကွန်မြူနတီပါတီရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအရပါတီဝင်ရဲဘော်များနဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့အဖွဲ့အစည်းအဆောက်အုံတစ်ခုဖြစ်ပါတယ်ဒါကြောင့်ပါတီဖွဲ့စည်းအုပ်ချုပ်ပုံပါစီမင်းစည်းကမ်းတွေကို ပါတီဝင်တိုင်းကလိုက်နာကျင့်သုံးလှုပ်ဆောင်ကြရမှာဖြစ်ပါတယ် အဲ့ဒါမှပါတီဟာတက်ဝင်လှုပ်ရှားကြီးထွားကြက်ခိုင်မှာပဲဖြစ်ပါတယ်ပါတီဝင်တိုင်းဟာပါတီရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံရလိုက်နာကျင့်သုံးတာမလုပ်ရင်ပါတီဟာချုပ်ငိမ့်ပျက်စီးသွားမှာပဲဖြစ်ပါတယ်ပါတီဝင်ဟာဖိနှိပ်သွေးဆုပ်ခံလူဒန်းစားတဲ့ကလာသူတော်လန်သော ပုံကူများတဲ့ကလာသူ ဖြစ်ရပါမယ်ပါတီရဲ့ထွေထွေလုပ်ငန်းစဉ်နဲ့ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းကိုလက်ခံသူဖြစ်ရပါမယ်ပါတီရဲ့ဖွဲ့စည်းတစ်ခုခုမှာပါဝင်ပြီး ပါတီလုပ်ငန်းများကိုတက်တက်ကြွကြွဆောင်ရွက်သူဖြစ်ရမယ်။ပါတီဆုံးဖြတ်ချက်များနဲ့စည်းကမ်းများကိုလိုက်နာဆောင်ရွက်ရမယ်။ပါတီဂျေးများကို ပေးဆောင်သူဖြစ်ရမယ်။ပါတီကိုတဦးချင်းဝင်ရောက်ချင်းမူရပါတီထဲဝင်ရောက်လာသူဖြစ်ရပါမယ်။အသက်၁၈နှစ်ပြည့်ပြီသူဖြစ်ရပါမယ်။ဒီလိုရည်ချင်းရှိတဲ့ပါတီဝင်တယောက်ဟာတာဝန်ဝတ္တရား၉ချက်ကိုမပြတ်မကွက်လှုပ်ဆောင်ရသလိုပါတီဝင်တယောက်ရဲ့အခွင့်အရေး၆ချက်ကိုလည်းအပြည့်အဝကျင့်သုံးရပါမယ်။ ါတီဝင်တွေဟာကေတာဖြစ်စေကေတာမဟုတ်သူဖြစ်စေမိမိရဲ့တာဝန်ဝတရား၉ချက်နဲ့အခွင့်အရေး၆ချက်ကိုလိုက်နာကြင်ကြံလှုပ်ဆောင်ရမှာ ပါတီရဲ့ဒီမိုကရေစီဗဟိုချုပ်ကန့်မှုစနစ်ကိုအတိအကျလိုက်နာရပါမယ်ဒီမိုကရေစီဗဟိုချုပ်ကန့်မှုစနစ်ကိုပါတီဖွဲ့စည်းပုံစည်းမျဉ်းထဲမှာအချက်၈ချက်နဲ့ရှင်းပြထားပါတယ်ဒီအချက်၈ချက်ကိုတကယ်တမ်းသဘောပေါက်အောင်လုပ်ပြီးအခြေအနေနဲ့ညီကျင့်သုံးတတ်ဖို့ရည်ကြီးပါတယ် ပါတီဝင်တိုင်းဟာပါတီရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းပါအချက်တွေကိုအခြေအနေနဲ့ညီကျင့်သုံးတတ်ဖို့ဆိုတာတီထွင်ဖန်တီးတတ်တဲ့စွမ်းရည်ရှိမှရပါတယ်တီထွင်ဖန်တီးတတ်တဲ့စွမ်းရည်ရဖို့ဆိုတာဟာလည်းအမျောမြင်ရှိမှဖြစ်ပြန်ပါတယ်အဲ့ဒါတွေရဖို့ဆိုရင်လေလေလာရေးကိုနီးမှန်လမ်းမှန်နဲ့စူးစူးဆိုက်ဆိုက်လောက်ကန်ရပြန်တယ်ကွန်မန်ဒပါတီဝင်တွေဟာလေလာရေးကိုစူးစူးဆိုက်ဆိုက်လည်းမလုပ်နီးမှန်လမ်းမှန်စနစ်ကျတဲ့လေလာရေးမျိုးကိုမလုပ်ရင် အမျောမြင်နေပပီတီထွင်ဖန်တီးမှုရှိစွာအလုံးမလုံးတက်တာကြောင့်ပါတီဖွဲ့စည်းပုံစည်းမျဉ်းပါကိစ္စရများကိုပုံသေးသဘောနဲ့ကြည့်မြင်နားလည်တတ်တာတလွဲတချော်မှားရင်းစွာ သိမြင်နားလည်တာစသဖြင့်ဖြစ်သွားတတ်ပါတယ်အဲ့ဒါဆိုရင်ပါတီစည်းကမ်းတွေကိုချိုးပေါက်မိလျက်သာဖြစ်သွားတတ်ပါတယ်အဲ့ဒီလိုဖြစ်သွားတဲ့အခါမှာမိမိကိုယ်ကိုဝေဖန်ရင်းနဲ့ဝေဖန်ရင်းကိုရဲရဲလှုပ်တတ်ဖို့လိုပါတယ်အဲ့ဒီလိုမှန်မှန်ကန်ကန်လုံနိုင်မှအမှားမြင်ွက် အမှားပြင်ဝင်ဆိုတာအဲ့ဒီအမှားကျူးလွန်သူအတွက်အသုံးဝင်အကျိုးရှိပါလိမ့်မယ်မိမိကိုယ်ကို ဝေဖန်ရေးကိုရဲရဲလှုပ်တတ်ဖို့ဆိုတာဟာအများသူငါရှိမှကိုယ့်ကိုယ်ကို ပြန်ပြီးဝေဖန်ဝင်ချတောင်းပန်ရေးလုပ်ဖို့ပြောတာမဟုတ်ပါမိမိကိုမိမိပြန်ပြီးမလိမ်မညာပဲမိမိဖာသာရဲရဲပြန် ဝေဖန်တတ်တဲ့အလေးချို့တဲ့သူဟာ သူတပားကို ဝေဖန်ရေးပေးတဲ့အခါမှာသဘောထားမမှန်တာတွေဖြစ်တတ်လိမ့်ရှိပါတယ်အဲ့ဒါလို့ဖြစ်လာရင် မိမိဘာသာစိတ်ကျဉ်ကျက်ဖြစ်စည်းမှုတွေကိုပြန်ခံစားရလိမ့်ရှိပါတယ်။အစင်မပြေမှုတွေနဲ့ပဲလုံးချလဲနေပြီးလန်းစန်းတက်ကြွတဲ့ပါတီတွင်ဘဝကိုလက်လွတ်ဆုံးချုံသွားတတ်ပါတယ်။ပါတီတွင်တိုက်ပွဲကိုမှန်တမ်းကြအောင်မလုပ်ဆောင်နိုင်ပဲနောက်ဆုံးပါတီကနေကင်းကွာသွားလိမ့်ရှိပါတယ်။ပါတီရဲ့ဒီမိုကရေစီဗဟုချုပ်ကယ်မှုစနစ်ကိုနားလဲကျင့်သုံးရမှာလဲမှန်ကန်စွာသဘောပေါက်နားလဲဖို့လိုပါတယ်။ ဒီမိုကရေစီဗဟုချုပ်ကဲမှုစနစ်ပါချက်တွေကို အသေးကြည့်ပြီးတစ်ဖက်သက်ကြစွာနားလည်နေရင်လဲအမှားကျွလွန်ဖို့ဝင်မလေးတပါဗမာပြည်ကွန်မြူနတီပါတီတက်တန်းဟာနှစ်ပေါင်း80ရှိပြီဖြစ်တယ်ဒီနှစ်80အတွင်းမှာကွန်ကရက်3ချိန်ပဲကျင်းပနိုင်ပါတယ်စတင်ဖွဲ့စည်းတဲ့1939ခုနှစ်မှာတစ်ချိန်1945ခုနှစ်မှာတစ်ချိန်နဲ့1985ခုနှစ်မှာတစ်ချိန်စတဲ့3ချိန်ပဲဖြစ်ပါတယ်ဖွဲ့စည်းပုံစီမင်းထဲမှာတော့ တာမန်ချီနေမှာကွန်ဂရက်ကို9နှစ်တကြိမ်ခေါ်ဆိုရမယ်လို့ဆိုထားပါတယ်ဒီလိုကွန်ဂရက်ကိုပုံမှန်မခေါ်နိုင်တာကြောင့်ပါတီတွင်းမှာဒီမိုကရေစီကျင့်သုံးတာအားနည်းတယ်ဒါမှမဟုတ်မရှိသလောက်ဖြစ်တယ်လို့နားလည်သွားရင်ဒီအသိမြင်နားလည်မှုမျိုးဟာတစ်ဖက်သက်ကြတာမှားယွင်းတာပဲဖြစ်ပါတယ်အဲဒီကနေပြီးဒီမိုကရေစီဘိုးချုပ်ကံမှုစနစ်ဆိုတာပြေဝါတဲ့ဒီမိုကရေစီမရရှိဘူးလို့ထပ်မံနားလည်သွားပြန်တယ်အဲဒီကမှတစ်ဆင့် တက်သွားတာကပါတီရဲ့ဒီမိုကရေစီဘိုလ်ချုပ်ကံမှုစနစ်ကိုအယုံကြည်မရှိတော့တာဖြစ်ပြီးအရာရာကိုတန်တရားနဲ့ချင့်ကတ်တာတွေဖြစ်ကုန်ပါတယ်။အဲဒီလိုနဲ့ပဲအမားတန်တရားတဲ့တဝဲလေလေနဲ့ဖြစ်ပြီးအရာရာကိုအဆိုးမြေဘက်ကချင့်ကတ်ကြည့်မြင်လေ့ရှိပါတယ်။တကယ်တော့ပါတီဟာတာမန်ချီနေမျိုးရဲ့လို့ဖြတ်တန်းခွင့်တစ်ခါမှမရှိခဲ့တာရဲ့ဖွဲ့စည်းပုံစည်းမျဉ်းမှာပုံမှန်တစ်ခုချင်းရဲ့လုတ်ပိုင်ခွင့်တွေရဲ့အပြန်အလှန်ဆက်ဆက်အပြန်အလှန်တွန်းကန်ပြီး တပေါင်းတဲ့ဖွဲ့စည်းထားမှုတွေကိုမမြင်တတ်တာတွေကြောင့်အဲ့ဒီလိုမှားယွင်းတဲ့တစ်ဖက်သက်ကြတဲ့အမြင်တွေဖြစ်ပေါ်လာလာပဲဖြစ်တယ်။လက်ရှိချိန်ဒီမှာပါတီဟာခေါင်းဆောင်မှုအဖွဲ့အစည်းကိုပုံမှန်33ရာလောက်ကင်ဖွဲ့စည်းထားတာဖြစ်တယ်။နောင်လာမဲ့စရုထကွန်ကရစ်မှာအတီးပြူတာပယ်ဖျက်တာလုပ်ပါလိမ့်မယ်။အဲ့ဒီလိုလှုပ်ဆောင်တာဟာပါတီဖွဲ့စည်းပုံဥပဒေရအခြေခံမှုကိုလက်တွေ့အခြေအနေမှာတီထွင်မှုရှိရှိကျင့်သုံးလိုက်တာပဲဖြစ်ပါတယ်။ ဒီလိုမှမလုပ်ဆောင်ရင်ပါတီမှာခေါင်းဆောင်မှုမျိုးဆက်ပြတ်သွားမှာဖြစ်ပြီးကို့ပါတီကိုပြန်ဖြက်စည်းတာပဲဖြစ်သွားလိမ့်မယ်ဒီလိုတစ်ဖက်သက်မှားရင်းစွာ နားလေသိမြင်တာဟာရိုးသားတဲ့အခြေခံသဘောထားနဲ့ကြည့်မြင်တာဆိုရင်တာမန်မှားရင်းမှုပဲဖြစ်ပြီးပြုပြင်ဖို့လဲလွယ်ကူပါတယ်အဲ့ဒါကပါတီရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းကိုအထက်ထက်ပြန်ဖတ်ပြီးဘာကြောင့်ဒီလိုလုပ်ရတဲ့ဆိုတာကိုဆင်ခြင်လိုက်ရင်အလွယ်တကူပဲအမြင်ရှင်းသွားပြီး လမ်းစမ်းတက်ကြွတဲ့ပါတီဝင်ဘဝကိုရရှိသွားမှာပါပဲမယိုးသားတဲ့အခြေခံသဘောထားနဲ့ကြည့်မြင်သူကတော့သူ့ကိုယ်သူရဲရဲပြန်ဝေဖန်တာလှုပ်ဖို့ဝင်လေးနေမှာကြောင်းအဲ့ဒီလိုပါတီဝင်ရဲဘော်မျိုးဟာဆုတ်ယုတ်ပျက်စီးတဲ့ဘက်ကိုပဲဥတီသွားမှာဖြစ်ပါတယ်နောက်မှရင်တက်တာတစ်မျိုးကတော့မိမိရဲ့ပါတီနဲ့မတူတဲ့အမြင်သဘောထားကို တင်ပြရမှာလက်မခံပယ်ချတာခံရပါများလာတဲ့အခါမှာပါတီဟာ ဒီမိုကရေစီမရှိဘူးလို့ယူဆလာတာပဲဖြစ်ပါတယ်။ဒီလိုယူဆတတ်သူတွေမှာဖြစ်တတ်တာကတော့မိမိယူဆကိုတင်ပြတာနဲ့တပြိုင်နက်ပါတီကချက်မှတ်ထားတဲ့ policy ကိုပယ်ဖျက်ပြီးသူတင်ပြတဲ့ယူဆကို policy ဖြစ်ချက်မှတ်ပေးမှသာပါတီမှာဒီမိုကရေစီတကယ်ရှိတယ်လို့ထင်သူတွေဖြစ်တယ်။အဲ့ဒါလို့ထင်သူတွေဟာအများအားဖြင့်အဓိကတာဝန်ယူရတဲ့လူဟာဆုံးဖြတ်ချက်တွေကိုသူတူဦးတဲ့သဘောနဲ့လောက်တာညွှန်ကြားတာလို့ယူဆနေလို့ပဲဖြစ်တယ်။ ဲ့ဒီလိုလူတွေဟာလဲလမ်းစမ်းတက်ကြွတဲ့ပါတီဝင်ဘဝကိုဆုံးရှုံးတက်လိရှိပါတယ်တချို့ကလဲကို့ယူဆကိုသကနိုင်လူညင်းခုံပွဲမှာအနိုင်ရရေးသဘောလောက်နဲ့ပွဲဆူအောင်လုပ်တက်ကြပါတယ်မိမိရဲ့မတူတဲ့အမြင်ကိုထိမ့်သိမ်းထား권ဆိုတာကိုအဲ့ဒီလိုတလွဲနားလဲကြပြန်တယ်တကယ်တော့ပါတီရဲ့လမ်းစဉ် policy တွေချမှတ်ပြီးပြီဆိုရင်မိမိသဘောတူတယ်မတူဘူးဘဲအချက်ကိုပြင်တဲ့နဲ့မပြင်သင့်ဘူးစသဖြင့်ပါတီနဲ့မတူတဲ့ထင်မြင်ချက်ရှိရင် ွင့်ပွင့်လင်းလင်းပြည့်ပြည့်စုံစုံနဲ့ပြန်တင်ပြနိုင်တယ်။မိမိယူဆကိုစုပ်ကင်ထားခွင့်ရှိတယ်။ဒါပေမဲ့လက်တွေ့အလုပ်ကတော့ပါတီကချမှတ်ထားတဲ့လမ်းစဉ် policy တွေကိုပဲအကောင့်ထဲဖော်ရမယ်။အဲ့ဒါလိုအကောင့်ထဲဖော်ရမှာ အောင်မြင်မှုတွေရရှိတဲ့ဆိုရင်ပါတီရဲ့လမ်းစဉ် policy တွေမှန်တယ်။မိမိမြင်မှားတယ်။မအောင်မြင်ရင်ပါတီရဲ့လမ်းစဉ် policy တွေမှားမြင်ပြီးမိမိတင်ပြချက်တွေမှန်ကန်တယ်လို့ပဲဆိုပြီးလက်တွေ့ဖြတ်သန်းပြီးမှ အမအမှန်ကိုဆုံးဖြတ်ရမယ်။အဲ့ဒီလိုလှုပ်ဆောင်ရင် ပါတီတွင်းတိုက်ပွဲဟာမှန်တမ်းကျပြီးလမ်းစမ်းတက်ကြွတဲ့ပါတီတွင်းဘဝကိုရမှာပဲဖြစ်ပါတယ်။ပါတီရဲ့သမိုင်းမှာကြီးမားတဲ့သင်ကန်းစာကြီးတစ်ခုရရှိခဲ့ပူတယ်။အထွေထွေတွင်းမှုဟောင်းနှစ်ယောက်ရဲ့ပါတီတွင်းလမ်းစဉ်တိုက်ပွဲအတွင်းမှာမှားယွင်းတဲ့လှုပ်ဆောင်မှုကြီးနှစ်ခု ဖြစ်ဖူးပါတယ်။ပထမတစ်ခါကသခင်ဆိုးပါ။အများစုရဲ့ဆုံးဖြတ်ချက်ကိုမနာခံဘဲစင်ပြိုင်ပါတီ အလန်နီပါတီထောင်တဲ့အထိလှုပ်သွားပါတယ်။ဇက်သိန်းမကောင်းပါဒုတိယတစ်ခါကသခင်သိန်းဖေမြင့်ပါသူ့ကိုအများစုက ပါတီကွန်ဖရင့်မှာစင်ပြိုင်လမ်းစဉ်တင်ပြခွင့်ပြုခဲ့ပါတယ်။ကွန်ဖရင့်ကလက်မခံဘူးဒီတော့နာမည်ဟွားနဲ့ပါတီပသတင်းစာမှာဆောင်းပါးရေးပါတယ်။ဒါဟာပါတီစည်းမျဉ်းကိုချိုးဖောက်မှုဖြစ်လို့သူ့ကိုအေးအေးယူရတဲ့အထိဖြစ်သွားပါတယ်။သူကတော့သခင်ဆိုးလို့ ွန်မြူနစ်ပါတီတီးကြထောင်တာအထိမလုပ်ပါဘူးသူ့လမ်းစဉ်ကို လက်တွေ့လုပ်ဖို့ပါတီတော့ထောင်ပါတယ်သူ့လမ်းစဉ်ကို သူ့စိတ်ကြိုက်လုပ်ကြည့်တော့လဲမအောင်မြင်ပါဘူးတခင်ဆိုးရတခင်သိမ့်ဖိမြင့်မှာနောက်ဆုံးတော့နေဝင်းရဲ့မဆလာလမ်းစဉ်ကိုအလုတ်ကျွေးပြုတ်သူတွေဖြစ်သွားပါတယ်ဒါဟာတမဏိစင်းမြင့်ကိုလက်ဝဲဘက်ကချိုးပေါက်သည် ဖြစ်စေ လက်ရဘက်ကချိုးပေါက်သည် ဖြစ်စေ နောက်ဆုံးဇက်သိန်းက တနေရာမှာသွားပြီးပေါင်းစည်းမိတတ်တယ်ဆိုတာကိုပြပါတယ်။ပါတီအဓိကတာဝန်ခံခေါင်းဆောင်တူဟာမိမိတင်ပြချက်တွေကိုသူတူတည်းသဘောနဲ့ဆုံးဖြတ်ပြီးပယ်ချတယ်လို့နားလည်သူတွေဟာမှားယွင်းမှုတမျိုးပဲ။ယနေ့မြေအောက်ပါတီဖြစ်နေလှုပ်ရှားရတဲ့ကာလမှာပုံမှန်အချိန်လေးလိုအစည်းအဝေးခေါ်ညှိနှိုင်းစဉ်စားဆုံးဖြတ်တာဘယ်လိုမှမရှိနိုင်ပါ။ဒါပေမဲ့ပါတီရဲ့အဓိကတာဝန်ခံဟာတခြားပါတီဝင်တွေရဲ့သဘောထားတွေကိုလည်းတောင်းခံတာ အမြဲလုပ်နေတာဖြစ်ပါတယ်။ဒါကြောင့်ကို့တင်ပြချက်တွေကိုတခြားရဲဘော်တွေရဲ့တင်ပြချက်တွေနဲ့ညှိနှိုင်းပြီးမှကို့ယူဆကိုလက်ခံတာပယ်ချတာလုပ်တယ်လို့နားလည်ယုံကြည်ထားပါမယ်။အဲဒါကြောင့်ပါတီအဓိကတာဝန်ခံရဲ့ပြန်ကြားချက်တွေဟာအများစုသဘောထားအမြဲဖြစ်ပြီးကို့တင်ပြချက်အပယ်ခံရရင်ကို့ယူဆဟာအ ਨੇ စုဖြစ်လို့ပဲလို့နားလည်လက်ခံရလိမ့်မယ်။အဲဒီလို နားလည်လက်ခံတဲ့ဆိုရင်ပုပ်ကိုယ်ဆွဲဂိုင်းကနာစိတ် အာဂါဒစတဲ့တစ်ဖက်သက်ကြတဲ့အမြင်တွေကိုကြော်လွှားသွားနိုင်ပါလိမ့်မယ်။ပါတီတွင်းတိုက်ပွဲကိုနူနူကြကြတက်တက်ကြွကြွလန်းလန်းဆန်းဆန်းနဲ့မှန်မှန်ကန်ကန်ဆင်နွှဲသွားနိုင်ပါလိမ့်မယ်။လက်ရှိချိန်မှာမြေအောက်ပါတီဖြစ်တာကြောင့်ဆက်သွယ်ရေးစနစ်ဟာဒေါင်လိုက်စနစ်နဲ့ပဲသွားမှာဖြစ်တယ်။အထွေထွေတွေ့ရမှုရှိတဲ့နေရာဟာပါတီဗဟုဌာနချုပ်ပဲဖြစ်ပြီးဗဟုဌာနချုပ်နဲ့ဆက်သွယ်တာမှာဗဟုဌာနချုပ်ကပေးတဲ့လမ်းကြောင်းအရာပဲဆက်သွယ်ရပါမယ်။ လုံခြုံရေးစည်းကမ်းတွေကိုတင်းတင်းကြပ်ကြပ်လိုက်နိုင်ရပါမယ်။ဒီလိုလှုပ်ဆောင်တာမှာလဲတန်တရားစိတ်အာဃာတမာနအညိုတေးစိတ်တွေကင်းရှင်းပြီးယုံကြည်စိတ်အပြည့်နဲ့လှုပ်ဆောင်နိုင်ရမယ်။လှုပ်ဆောင်တတ်ရပါမယ်။အဲ့ဒီလိုမှလုပ်ငန်းလေပတ်မှုအဆင်ပြေချောမောစေပါလိမ့်မယ်။ပါတီဝင်တို့ဟာဘယ်နေရာမှာရောက်နေနေပါတီရဲ့အလုပ်ရှိနေရပါမယ်။ပါတီရဲ့ထုတ်ပြန်ကြေညာချက်ဖြစ်ဖြစ်နိုင်ငံရေးစီရင်ခံစာထွက်လာတာပဲဖြစ်ဖြစ် အဲ့ဒီမှာပါတီရဲ့အလုပ်တွေအမြဲပါလာနေရှိပါတယ်အဲ့ဒီလိုစားဆောင်တွေ policy တွေကြေညာချက်တွေနိုင်ငံရေးစီရင်ခံစာတွေထွက်လာပြီဆိုရင်ပါတီဝင်တဦးဟာပါတီဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းမှာပါတဲ့ပါတီဝင်တဦးရဲ့တာဝန်ဝတ္တရားနဲ့အခွင့်အရေးတွေမှာပါတဲ့အချက်တွေဒီမိုကရေစီဗဟုသုတ်ကံမှုစနစ်ပါချက်တွေတဲ့ပါရှင်တွဲလေ့လာပြီးမိမိလက်တွေ့ဘဝမှာဘာကိုလုပ်နိုင်တယ်ဆိုတာစူးစမ်းလေ့လာမယ်ဆိုရင် နေ့စဉ်ဘဝမှာပါတီရဲ့အလုပ်တစ်ခုခုကို လုပ်နေနိုင်တာဖြစ်ပါလိမ့်မယ်။အဲဒီလိုအပတ်တကုတ်စူးစမ်းလေ့လာလောက်ကွယ်ရမှမသိသူဟာမလောက်တဲ့သူဟာဘယ်တော့မှလည်းပါတီအလုပ်ကိုလုပ်တတ်မှာမဟုတ်တော့ပါ။အဲ့ဒါဆိုရင်ပါတီဖွဲ့စည်းအုပ်ချုပ်ပုံမှာပါတဲ့ပါတီဝင်တဦးဟာ ပါတီအဖွဲ့အစည်းတစ်ခုခုမှာပါဝင်ပြီး ပါတီတာဝန်ကိုထမ်းဆောင်ရမယ်ဆိုတဲ့အချက်ကိုချိုးဖောက်ပြီးသားဖြစ်သွားမှာဖြစ်ပါတယ်။ထောင်ထဲရောက်နေတဲ့ပါတီဝင်မှာပဲလျှင် ပါတီအလုပ်ရှိနေတာပါပဲလုတ်တက်ရင်ဘယ်နေရာရောက်ရောက်လုတ်เสียရှိနေပါပါဗမာပြည်ကွန်မတီပါတီဝင်အားလုံးဟာပါတီဖွဲ့စည်းအုပ်ချုပ်ပုံပါချက်တွေကိုလက်တွေ့နေ့စဉ်လုပ်ငန်းနဲ့ဆက်ဆက်ပြီးကျင့်သုံးရမှာဖြစ်ပါတယ်ဒီဖွဲ့စည်းအုပ်ချုပ်ပုံပါချက်တွေတဲကရနိုင်တဲ့တခုခုကိုအကောင့်ထဲဖို့ဆောင်ရွက်နေတဲ့ဆိုရင်တော့ဒီပါတီဝင်ဟာမမေ့မလျော့နူးနူးကြကြရှိတဲ့ပါတီဝင်ဖြစ်နေမှာသိကြပါတယ် ဒီဖွဲ့စည်းအုပ်ချုပ်ပုံမှာအချက်တွေကိုလက်ရှိ policy တွေနဲ့ရှင်းလေ့လာလိုက်ရင်ပါတီဝင်တိုင်းမှာနေစဉ်နဲ့အမျှအလုတ်ကိုကိုယ်စီရှိနေမှာဖြစ်ပါတယ်။မိမိရဲ့မှားယွင်းတဲ့အမြင်တွေကိုလည်းတွေ့ရှိပြီးအချိန်မီပြုပြင်နိုင်မှာဖြစ်တယ်။မိမိရဲ့မှန်ကန်တဲ့အာသာချက်တွေကိုလည်းတဆင့်တိုးပွားစေနိုင်ပါလိမ့်မယ်။ပါတီဝင်တိုင်းသာအဲ့ဒါလို노노ကြာကြာလှုပ်ဆောင်ကြမယ်ဆိုရင်ဗမာပြည်ကွန်မြူနတီပါတီဟာဂိုင်းကနာစိတ်ပုံကိုယ်စွဲ ဆန္ဒစွဲအာကာဒစိတ်စတဲ့မှားယွင်းတဲ့တွေးခေါ်လှုပ်ခန့်တွေကိုမှန်တမ်းကြတဲ့ပါတီတွင်းတိုက်ပွဲနဲ့ကြော်နေနိုင်ပြီးစီးလုံးညီညွတ်တဲ့ကြန့်ခိုင်တောက်တင်းတဲ့နိုင်ငံရေးအမျိုးမြင်ကြီးမားတဲ့နိုင်ငံရေးအကင်းပါတဲ့နိုင်ငံရေးပါတီတည်းရဲ့ဖြစ်ပါလိမ့်မယ်ပါတီဝင်တိုင်းမှာလမ်းစမ်းတက်ကြွတဲ့နိုင်ငံရေးဘဝကိုခံစားရရှိပါလိမ့်မယ်သမိုင်းကပေးအပ်လာတဲ့သမိုင်းမေးတာဝန်ကိုကြေပွန်စွာထမ်းဆောင်နိုင်တဲ့ပြည့်စုံတဲ့နိုင်ငံရေးပါတီတည်းရဲ့ဖြစ် ရှင်သန်ကြီးထွားနေပါလိမ့်မယ်။ယနေ့ပါတီဝင်တိုင်းဟာပါတီတာဝန်တွေကိုကျေပွန်နေဖို့လိုအပ်လာပါတယ်။သို့သောပါတီဝင်တယောက်ဟာပါတီဝင် ကေတာဖြစ်စေ၊ကေတာမဟုတ်သူပါတီဝင်ဖြစ်စေပါတီရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းပါပါတီဝင်တို့ရဲ့ရရှိရမယ့်နိုင်ငံရေးရေချိန်တောင်းဆိုချက်တွေပါတီဝင်ဝတရားတွေပါတီဝင်ခွင့်ရတွေကိုလက်တွေ့ကျင့်သုံးတာမှအမြင်မကြည်လင်တာရှုပ်ထွေးတာတွေဖြစ်လာရင် မိမိကိုယ်ကိုဝေဖန်ရင်းနဲ့ဝေဖန်ရင်းကိုလည်းမှန်မှန်ကန်ကန်မကျင့်သုံးတတ်တာဖြစ်လာတတ်ပါတယ်။အဲ့ဒီလိုဖြစ်လာရင်ဒီမိုကရေစီဗဟုချုပ်ကန်မှုဆိုတာကို မှန်မှန်ကန်ကန်နားမလည်နိုင်တော့ပါ။ဒီမိုကရေစီဗဟုချုပ်ကန်မှုစနစ်ကိုအယုံကြည်ကင်းမဲ့လာတဲ့အခါမှာကျဉ်ကျက်မှုဝေဒနာခံစားလာရပါတယ်။အဲ့ဒီခါမှာသူ့ရဲ့လွတ်လပ်မှုဟာပါတီပြင်မကိုထွက်ပြီးပြောဆိုလုပ်ကင်တာသာဖြစ်တယ်လို့ထင်လာတတ်ပါတယ်။ပါတီကို ပြန်ပြီးရန်တွေ့တတ်ပါတယ်။ ပါတီတွင်တိုက်ပွဲကိုကမောက်ကမဖြစ်အောင်လုပ်တတ်ပါတယ်။တူတူပြောရရင်ပါတီထဲမှာနေရတာမလွတ်လပ်ဘူး။မိမိတင်ပြချက်ကိုအရေးတယူဂယုတစိုက်လုပ်တာမခံရဘူး။အနိုင်ခံရတဲ့ဆိုတာမျိုးတွေဖြစ်တတ်ပါတယ်။တူးချင်းထင်ရဆိုင်ဝင်ကို ပါတီထဲမှာဘယ်လိုမှရနိုင်မှာ မဟုတ်ပါ။ဒီလိုဖြစ်လာသူတွေအတွက်ပါတီကလည်းလမ်းဖွင့်ပေးထားပါတယ်။ပါတီကနေအေးအေးဆေးဆေးသာလမ်းခွဲသွားထွက်သွားနိုင်ပါတယ်။ပါတီမှာ အဝင်ခက်ပြီးအထွက်လွယ်တဲ့ policy ကျင့်သုံးပါတယ်။ဆိုလိုတာကပါတီတွင်းမှာ liberal democracy အတွက်နေရာမရှိပါ။ပါတီတွင်းမှာ democracy ဗဟုချုပ်ကိုင်မှုစနစ်ကျင့်သုံးတဲ့ democracy အပြည့်အဝရှိပါတယ်။